ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငငယ်ရွယ်နဲ့မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီအဖေချစ်ကိုလည်းညီဖြစ်သူလို့မရခဲ့တဲ့ဗေဒဟာနမည်ကြီးခွဲစိတ်เสียပါဖခင်နဲ့အသားလုံးကျင်စိတ်ဖခင်တော်လက်မှန်ချရလောက်တဲ့တေဆုံးခြင်းကိုရအောင်ကြော်လွားပြမယ်ဆိုပြီးငငယ်လေးကစိတ်မှာဆွဲထင်နေခဲ့ပါတယ်ဒီလိုနဲ့ဗေဒဟာလူအသက်ကိုဖန်တီးနိုင်သွားပြီသူ့ဖန်တီးမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေသူ့ရဲ့အတ္တမာနတွေကြောင့်ဘလို့အခြေအနေတွေပျက်စီးခြင်းတွေအထိဖြစ်ကုန်မလဲဆိုတာကိုတော့ ကျွန်တော်နဲ့အတူတူကြီးစုလိုက်ရအောင်ပါခင်ဗျာဇလန်းအစမှာတော့မြောက်ဝင်ရိုးစုံကိုဥတီသွားနေတဲ့ဒိမ့်မတ်တော်ဝင်တင်မောကြီးတစင်းကိုတွေ့ရမှာပါခိုက်ခိုက်တောင်းအောင်အေးခဲနေတဲ့နှင်းတူတွေကြောင်းမှာပင်လေပြင်ကိုအန်တူပြီးအပြိုင်မောင်းခုန်နေကြလေဖြစ်တယ်တော်ဝင်တပ်သားတွေလည်းမပြစ်မနေအလုတ်ကိုသာအားခဲလုံးနေကြပြီမဲ့စိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့်မြောက်ဝင်ရိုးစုံကိုခရီးဆက်ဖို့ဆိုတာမဖြစ်နိုင်ကြောင်းကပရင်ကိုပြောခဲ့တယ်ကပရင်ကလည်းရီမန်းချက်ကြီးသူမလို့သူသွားခြင်းနဲ့ခရီးကိုနှောင့်နှေးအောင်လုပ်တဲ့လူတွေဖြက်လို့ဖြက်စီလုပ်တဲ့လူတွေကို တိတ်မုန်းတာဖြစ်တယ်ချက်ချင်းပဲဒေါသတကြီးဆင်းလာပြီးအားလုံးမျက်ဝင်ရိုးစွန်းကိုရောက်အောင်သွားရမယ်ရီမတ်ချက်တွေအောင်မြင်ရမယ်ရီမတ်ချက်မရှိရင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဇွဲလုံးလားမရှိတဲ့လူတွေဘယ်တော့မှအဖြစ်မခံနဲ့လို့ပြောဆိုကအပေါ်ကိုပြန်တက်သွားခဲ့တယ်တညမှာတော့ကပရင်တယောက်အတွေးတွေများနေတော့လောက်သားတယောက်ကအကြောင်းလာကြခဲ့တယ်ကပရင်ရှေ့မှာအနေငယ်လောက်မှာလောင်ကျွမ်းမှုတစ်ခုဖြစ်နေတယ်ပင်လေဓမြတွေဖြစ်နေမှာလဲဆိုးတယ်အန္တရာယ်များတာကြောင့်သွားကြည့်ရအောင်ဆိုပြီးလာခေါ်ခဲ့ပါတယ်ကပရင်လက်လိုက်သွားရော မီးလောင်ကျွမ်းပြီးပျက်စီးနေတဲ့လင်ငယ်တစ်စင်းရဲ့နှင်းငယ်တွေကြားမှာသွေးတွေဝေပြီးတေလူနေပါဖြစ်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ကြည့်လိုက်တော့လူနာကပခုံးလေးခိုင်းမိထားသလိုခြေထောက်ကလည်းကျိုးနေကြကြောင့်ဝက်ဝင်နေများရံပြူထားတာလားဆိုပြီးမေးခဲ့တယ်။လဲနေတဲ့လူကမသေးယုံတမဲပဲရှိပြီးဘာစကားမှပြန်ပြန်ပြောနိုင်တာကြောင့်အားလုံးဝေခွဲရခန့်နေခဲ့တယ်။ဖြစ်ကျင်တော့ခြေထောက်ကလည်းခြေတူကြီးဖြစ်နေတာကြောင့်အားလုံးလည်းတနာနေကြတော့ဘေးနားကနေအတန်နဲ့ကြီးတတန်ကြားလိုက်ရတယ်။ကပရင်လဲတော်ရန်တရိတ်ဆန်တွေဝင်းမှာစိုးလာကြောင့် ချက်ချင်းပဲတပ်သားတွေကိုအသင့်နေရာယူပြီးရိုင်ဖယ်တနက်တွေပြင်ထားဖို့အမိန့်ပေးခဲ့တယ်။အတန်နဲ့ကြီးအရေးမဲကြီးသာမြင်ရပြီးဘာကောင်မှထွက်လာတာကိုမတွေ့ရသေးပဲအားလုံးစိတ်လို့ရှားစွာစောင့်နေကြကြတယ်။ခနာနေကပရင်ကတေချာကြည့်နေတော့မောင်မိုက်နေတဲ့နှင်းတူကြီးတွေကနေအရေးမဲကြီးပေါ်လာကအားလုံးကိုရန်ပြူပါတော့တယ်။ကပရင်လည်းဘာမှတွေ့ဝေမနေတော့ပဲချက်ချင်းပြစ်ခိုင်းပါတော့တယ်။ရိုင်ဖယ်တနက်တွေကိုအချက်ပေါင်းများစွာပြစ်ခတ်တာတော့ကြောက်စရာတတဝါကြီးကမမှုခဲ့ပါဘူး။ခနာလေးဝတ်သွားကချက်ချင်းပြန်ထလာပြီးတင်မောနာကတ်လာကာ အားလုံးကိုရိုက်နဲ့တိုက်ခိုက်ပါတော့တယ်။ကြောက်စရာမကောင်းဆိုဝါကြီးကအားလုံးကိုရှင်းထုတ်တိုက်ခိုက်ပြီးတင်းဘောဘောတက်လာကခုနာကဒံရန်ရနေတဲ့လူကိုလိုက်ရှာပါတော့တယ်။အပေါ်လေးရောက်ရောက်ကြောက်စရာကောင်းတဲ့အတန်နဲ့ကြီးနဲ့ငါစီသူ့ကိုခေါ်လာခဲ့အခုချက်ချင်းခေါ်လာခဲ့လို့ပြောခဲ့တယ်။ကပရင်လဲသူ့တပ်သားတွေကိုရိုင်ဖယ်တနက်မရတာကြောင့်ချက်ချင်းပြောင်းတဲ့ရှာကိုင်းပါတော့တယ်။ပြောင်းတဲ့ရှာနေတုန်းမီးရုပ်တွေနဲ့ဝိုင်းပစ်တာတော့နည်းနည်းလေးမှတုံလို့ချင်းမရှိခဲ့ပါဘူး။ခဏနေအနာကိုတိုးလာပြီးဘီတာဘီတာဆိုပြီး လူနာကိုကြည့်ကအော်နေခဲ့တယ်။အဲအချင်းတပ်သားတယောက်ကပြောင်းတဲ့ချင်းကအချက်ပေါင်းများစွာပြစ်လိုက်တော့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။အားလုံးကလည်းလဲသွားတော့ဒေသွားပြီးအထင်နဲ့ပျော်နေခဲ့ကြတယ်။တိတ်မကြပါဘူး။ချက်ချင်းအသက်ရှင်လေးရဲ့ပြန်ကုန်းထလာတာကြောင့်တပ်သားတွေလည်းဒုံလို့သွားခဲ့ကြပါတယ်။အဲ့ဒါနဲ့ကပရင်လည်းမကောင်းဆိုးဝါးကြီးတက်လာမှကြောင့်ချက်ချင်းလှေကားကိုတင်ခိုင်းလိုက်ပါတော့တယ်။လှေကားလေးတင်လိုက်ရောမကောင်းဆိုးဝါးကြီးကတောင်းညံ့ပါတော့တယ်။လေကြီးကိုအားကုန်သုံးပြီးဆွဲမောက်ဖို့လုပ်နေတာကြောင့် လေဘောကလူတွေလဲကြပါတော့တယ်ဒီတိုင်းဆိုလေကချက်ချင်းမောက်သွားပြီးအားလုံးသေကုန်နိုင်တာကြောင့်ကပရင်လက်တွေ့ဝင်နေတော့ပဲချက်ချင်းပြောင်းတဲ့နှက်ကိုကင်လိုက်ပါတော့တယ်ဘေးနာကတသားကလည်းကပရင်ပြောင်းတဲ့နှက်ကကြည်တော်ပဲကြံတော့တာသူ့ကိုအဲ့ဒါနဲ့မသက်နိုင်ဘူးလို့ပြောခဲ့တယ်ကပရင်လည်းဘာမှရှင်းပြမနေတော့ပဲချက်ချင်းကုန်းယုံထကအောက်ခြေကအေးခဲနေတဲ့နှင်းခဲတွေကိုတနက်နဲ့ပြစ်ကမိမုတ်သွင်းလိုက်ပါတော့တယ်အေးခဲကြီးကအပူထီသွားတာကြောင့်ချက်ချင်းအေးပြောကြသွားပြီးမကောင်းဆိုးဝါးကြီးကလည်းရေအောက်ထဲကိုနှင်းမြုပ်သွားပါတော့တယ် ဒီလုံနဲ့ဗေဒါတယောက်လဲထလာနိုင်ရောဘဲကူရောက်နေကြလဲခမရတို့ကဘသူတွေလဲလို့မေးခဲ့တယ်ကပရင်လဲမင်းဒိမ့်မတ်တော်ဝင်တင်မောကြီးဒဇင်းပေါ်ရောက်နေတာလို့ပြောခဲ့တယ်အဲ့ဒါနဲ့ဗေဒါလဲခမရလူတွေဘယ်နှယောက်လောက်သေသွားပြီလဲအဲ့မကောင်းဆိုးွားပြန်လာမှာကျုပ်ကမပေးမချင်းခမရတို့ကိုပြန်လာတက်အောင်မလို့ပြောလိုက်တယ်ကပရင်ကလဲမင်းသွေးယူသွေးတန်းနေဖြစ်နေတာသတိထားအောင်မကောင်းဆိုးွားကသေသွားပြီရေအောက်ထဲမှာနစ်မြုပ်သွားပြီပြန်ရှင်မလာနိုင်တော့ဘူးလို့ပြောခဲ့တယ်ဗေဒါလဲသူပြောနေတာဒီကိုမယုံတာကြောင့်စိတ်တို့သွားပြီး သူပြန်လာအောင်မှဘယ်တော့မှမသေးဘူးလို့ဒေါသတကြီးကပ္ပရင်ကိုဆွဲကပြောခဲ့တယ်။နောက်တစ်ခါသူပြန်လာရင်ကျုပ်ကိုမကင်နဲ့တော့ပင်လေပြင်မာသာပြစ်ချလိုက်ကျုပ်ကိုမရမချင်းသူကခမည်းတော်အားလုံးကိုလိုက်တက်နေမှာလို့ပြောခဲ့တယ်။အဲဒါနဲ့ကပ္ပရင်လည်းစိတ်ဝင်စားသွားပြီးအဲ့ဒီမကောင်းဆိုးဝါကြီးကဘယ်ကလာတာလဲ။ဘသူဖန်ပြီးလာတာလဲလို့မေးလိုက်တယ်။ဘေဒါကလည်းကျုပ်ဖန်ပြီးခဲ့တာကျုပ်မှားပြီးဖန်ပြီးခဲ့တာကြောင့်အခုလိုဖြစ်လာတာလို့ပြောလိုက်တယ်။အဲ့ဒါနဲ့ပေတာလဲအခုကအမှန်တရားတွေကိုပြောပြနေတာ။ခမည်းတော်ယုံကြည်ယုံမယုံကြည်နေ ကျုပ်ပြုတ်လိုက်တဲ့အရာကြောင့်အခုလိုမျိုးဒုက္ခတွေရောက်နေကြလို့ပြောခဲ့တယ်။ပြီးတော့ကျုပ်နာမည်က Vedder Frankenstein အဲ့နာမည်လေးကိုအဖေပေးခဲ့တာလို့ပြောတော့ Gavrin ကလည်းသိတ်ကောင်းတဲ့နာမည်ပဲ။အတိတ်ဘယ်ကအွန်လိုင်းသူလို့ပြောခဲ့တယ်။ကျုပ်ဘဝအခုလိုတွေဖြစ်လာတာအဖေကြောင့်ပဲ။အမေလည်းပါပါတယ်။ဒါပေမဲ့အဖေကပိုပြီးစိုးမိုးချုပ်ချယ်လွန်းလို့အခုလိုတွေဖြစ်လာတာဆိုပြီးသူ့ဘဝဇက်ကြောင်းကိုပြန်လဲပြောပြပါတော့တယ်။ဗေဒါတို့ကသိတ်ကိုချမ်းသာကြွယ်ဝတဲ့တော်ဝင်မျိုးနွယ်တွေဖြစ်တယ်။ဗေဒါအဖေကသိတ်တော်ပြီးနာမည်ကြီးတဲ့ ခွဲစိတ်ဆရာဝန်တယောက်အဖေကအမေကိုငွေကြေးမိဘမျိုးရိုးကြောင့်လက်ထက်ခဲ့တာလို့ပြောခဲ့တယ်။အဖေမှာမိသားစုကိုချစ်ခင်ကျင်နာတာမျိုးလည်းမရှိသလိုအမေအပေါ်ကိုလည်းကျင်နာယူရတာမျိုးမရှိခဲ့ပါဘူး။အဖေပြန်လာတဲ့အချိန်သာအဖေရှိနေတယ်ဆိုတဲ့ခံစားချက်ကိုသာခံစားရပြီးတခြားအချိန်တွေမှာတော့ကျွန်တော်အတွက်အမေကအရာရာဖြစ်ခဲ့တာပါ။အဖေပြန်လာတဲ့အခါတိုင်းအမေရောကျွန်တော်ရောအဖေစကားကိုမြေဝင်မကျနားထောင်ခဲ့ရတယ်။ညရောက်တဲ့အခါတိုင်းလေအမေကိုရံဖြစ်ပြဿနာရှာတာတွေကိုနားရဲမဆန့်အောင် ကြားခဲ့ရတယ်။ ရန်ဖြစ်တိုင်းလေမြေဟာတောင်းလာတယ်ကျွန်တော်အကြောင်းတွေကိုငင်းခုန်ပြောနေတာကြောင့်အမေကအမြင်ငိုခဲ့ရတယ်ကျွန်တော်သိလိုက်ရတာကအဖေကကျွန်တော်တို့သားသမီးအပေါ်တန်ရောစင်မရှိဘူးမချစ်ဘူးဆိုတာသိလိုက်ရတယ်ကျွန်တော်တို့သားမိတိတ်တိတ်လေးနေတာတော့အဖေအတွက်စိတ်တူစရာတွေဖြစ်နေခဲ့တယ်အိမ်ပြန်လာတိုင်းကျွန်တော်ကိုစာမြေးတင်ပေးမယ်လူနာတွေအကြောင်းလူတွေရဲ့စိတ်အခြေအနေတွေအကြောင်းကိုလည်းအမြဲမေးခွန်းတွေထုတ်တင်ပေးခဲ့တယ်မေးလို့မရတဲ့အခါတိုင်းလက်ကိုနာနာရိုက်လိရှိတယ် အဲ့တခေါက်အိမ်ပြန်လာတော့စာမေ့သွားလို့ကျွန်တော်ကိုနောက်တစ်ခါမမေ့ရအောင်မျက်နာကိုခပ်ပြင်းပြင်းရိုက်ခဲ့တယ်။အဖေပေးလိုက်တဲ့ဒဏ်ရာကကျွန်တော်မျက်နာမှာဆွဲနေတာကြောင့်စိတ်နာပြီးတသက်လုံးမမေ့ခဲ့ပါဘူး။တနေ့အမေနဲ့ကျွန်တော်ချက်ထိုးနေတော့အမေကရုတ်တရက်နာလို့ထားအောင်ခဲ့တယ်။ကျွန်တော်လည်းအမေနာကျင်နာကိုမြင်ပြီးဘာလို့ရမှန်းမသိတာကြောင့်ချက်ချင်းအဖေကိုလှမ်းခေါ်လိုက်တယ်။အခန်းထဲကနေစူးစူးဝါးဝါအမေအော်တန်ကြီးကြားလိုက်ရပြီးနောက်ပြီးအမေဆုံးပြီဆိုတာကျွန်တော်သိလိုက်ရတော့ကဘာပြက်တယ်လို့ခံစားသွားခဲ့ရတယ်။ အေးခဲနေတဲ့နှင်းတူကြားမှာကျွန်တော်တိတ်ချစ်တဲ့အမေအပြုံးလေးကိုတသက်လုံးမမြင်ရတော့ပဲအပြုံးတိုင်းမြင်မြုပ်လိုက်ရပါတော့တယ်အမြဲတမ်းမိုးလင်းလာတဲ့အမေမျက်နှာလေးကိုကြည့်ပြီးတနေ့တာရှင်သန်နိုးထလာတဲ့ကျွန်တော်အတွက်တော့အမေမရှိတဲ့နေ့ရက်တွေကဘဝမှာရှင်သန်နေရတာလုံးဝအတိတ်ပဲမရှိတော့ပါဘူးအမေဆုံးပြီးနောက်မှာအဖေကဘယ်ကမှမသိတဲ့ကလေးတယောက်ကိုခေါ်လာခဲ့တယ်ဝီလီယံလေးကြတော့အဖေကကျွန်တော်တို့နဲ့မတူပဲတိတ်ကိုဖူးဖူးမှုတ်ထားခဲ့တယ်အလိုလိုက်မျက်နှာသာပေးလို့နာကြောင့် ဝီလီယံလေးကအမဲပျော်ရွှင်နေရတယ်။ကျွန်တော်ကတော့ငကိုကလေးကအဖေကိုကြောက်တာကြောင့်အမဲကြောင်ကက်နေခဲ့ရတယ်။သူတို့ပျော်နေတာကိုကြည့်ပြီးကျွန်တော်တွေးမိတာကအမေကတိတ်တနာဖို့ကောင်းတယ်ဆိုတာပဲ။အခိကအတော်ဆုံးဆိုတဲ့ဆရာဝန်လက်ထဲမှာအမေကအသက်ဆုံးရှုံးခဲ့ရတယ်။အမေကိုသေစေချင်တာလဲတမင်ပဲစိတ်မကုပေးချင်တာလားဆိုတာကျွန်တော်လုံးဝစဉ်းစားမရခဲ့ဘူး။တနေ့အဖေစာသင်နေရင်ကျွန်တော်မခံစားနိုင်တာကြောင့်အဖေကိုမေးခွန်းတစ်ခုမေးခဲ့တယ်။အဖေကတမင်သက်သက် အမေကိုတေးအောင်လှုပ်လိုက်တာလားဒါမှမဟုတ်စေးမကုပေးခြင်းလို့တေးအောင်တမင်ပြစ်ထားလိုက်တာလားလို့မေးခဲ့တယ်အဲ့ဒါနဲ့အဖေလဲမဟုတ်ဘူးတေးချင်းတရားကိုဘယ်သူမှမနိုင်ဘူးမင်းအမေကတေးချင်းတန်လို့တေးသွားရတာလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်လဲနိုင်မှာတေးချင်းတရားကိုကျွန်တော်နိုင်မှာအဖေကတော့ရှုံးသွားခဲ့ပြီလို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်အရင်လိုကြောက်လန့်ခြင်းမရှိတော့ပဲအဖေကိုလည်းမကြောက်တော့ပဲစိတ်သစ်လူသစ်ဖြစ်လာခဲ့တယ်ပြီးတော့အဲ့ဒီကစပြီး ကျုပ်အာယုံအသစ်တစ်ခုရခဲ့တယ်။နတ်ဆိုးတကောင်ကိုမကြာခဏမြင်တွေ့လာခဲ့ရတယ်။ပြီးတော့တေကျင်းတဲ့ရှင်ချင်းကိုထင်းချုံနိုင်ရမယ်။အဖေအောင်မြင်တာထက်ပိုအောင်မြင်ကြော်ကြရမယ်။အဖေလုံနိုင်တာတွေထက်ပိုပြီးလုံနိုင်ရမယ်ဆိုတဲ့စိတ်ဝင်လာခဲ့တယ်ဆိုပြီးဗီတာပြောပြနေတော့နှင်းကဲသူကြီးကလည်းမကောင်းဆိုးဝါးကြီးပြန်လဲနိုးထလာပါတော့တယ်။ဗီတာလည်းဆက်ပြီးတော့ကျွန်တော်အောင်မြင်မှုက မတိမြဲခဲ့ပါဘူး။မကြာခင်အဖေလည်းဆုံးသွားသလိုပိုင်ဆိုင်နာတွေကလည်းတဖြည်းဖြည်းဆုံးရှုံးသွားခဲ့တယ်။ ြေရာတွေအိမ်တွေအားလုံးဆုံးရှုံးသွားသလိုစီးပွားရေးကလည်းကျဆင်းလာခဲ့ပြီနောက်ဆုံးအိမ်နဲ့ခြံပဲကျန်ပါတော့တယ်အဖေလဲဆုံးရောဝီလီယံလေးကဗရီနာဘက်ကိုပြောင်းသွားပြီးကျွန်တော်ကတော့ဆွီဒင်ကိုပြောင်းပြီးနေထိုင်ခဲ့ပါတော့တယ်အဲ့ဒီမှာဆယ်စုနှစ်ကြာကျွန်တော်စာတွေစူးစမ်းလေ့လာစီးပွားရင်းဆရာဝန်တယောက်ဖြစ်လာခဲ့တယ်တိတ်ကိုတော်ပြီးနာမည်ကြီးတဲ့ဆရာဝန်တယောက်ဖြစ်လာသလိုတစ်ဖက်တစ်လမ်းကနေလဲဆေးကျောင်းသားတွေကိုစာသင်ရင်းဝင်ငွေရှာခဲ့တယ်ဒီနေ့ဟောပြောပွဲတစ်ခုမှာ တေချင်းတရားကိုအနိုင်ယူနိုင်မဲ့နီလန်းတစ်ခုကိုဝင်မြခဲ့တယ်။အားလုံးကလည်းဒါကစိတ်ကူးရင်တသက်ဖြစ်ကြောင်းမဖြစ်နိုင်ကြောင်းပြောနေခဲ့တယ်။အဲ့ဒါနဲ့ကျွန်တော်လည်းဖန်တီးထားတဲ့လူသေးကောင်ခန္ဓာကိုယ်တစ်ခုကိုဖွင့်ပြလိုက်တယ်။လူကအသက်မဲ့နေပေမဲ့ကြွက်သားတွေအုံနောက်ကြောတွေကလှုပ်ရှားနေခဲ့တယ်။ခဏနေလျှက်စစ်လဲတိုးပေးလိုက်ရောလူသေးကောင်ကချက်ချင်းလှုပ်ရှားလာပြီးထအော်လာခဲ့တယ်။ပန်းသီးကိုလည်းပြပေးလိုက်ရော ပန်းသီးကိုလူသေးကောင်ကချက်ချင်းလှမ်းဖမ်းခဲ့တယ်။ကျွန်တော်လည်းလူသေးကောင်ရဲ့အချားဆက်ဆက်ထားတဲ့လူအယိုးစစ်တွေ လျှက်စစ်ဓာတ်အားသုံးပြီးအောင်မြင်သွားတာကြောင့်လူတွေလည်းသဘောကျနေကြတယ်။ကျွန်တော်ကတော့အတိုင်းမသိအပျော်ဆုံးဖြစ်ခဲ့တာပါ။မဖြစ်နိုင်ဘူးလို့ထင်တဲ့သေခြင်းတရားကိုကျွန်တော်ဖန်တီးနိုင်ပြီးအနိုင်ယူနိုင်ခဲ့တာဖြစ်တယ်။ပထမအဦးဆုံးလူသေးတယောက်မျိုးလုံးနဲ့အခြားလူခန္ဓာကိုယ်တွေကိုဆက်ဆက်ပြီးဖန်တီးနိုင်တဲ့ပထမအဦးဆုံးအောင်မြင်မှုကြောင့်ကျွန်တော်အတွက်လည်းတိတ်ကိုကြီးမာပြီးမေ့မရနိုင်တဲ့မှတ်တမ်းတစ်ခုဖြစ်လာခဲ့တယ်။ဒါပေမဲ့ professor တချို့ကလည်းကျွန်တော်အောင်မြင်မှုကိုသဘောမကျခဲ့ပါဘူး။အဲ့ဒါကြီးကလူသေးကောင်းကြီးကိုဖန်တီးထားတာကြောင့် ယွန်စရာကောင်းကြောင်းအတိမရှိတော့တာကြောင့်သုံးစားမရဘူးဝေဖန်ကြတာကြောင့်ကျွန်တော်ချက်ချင်းပဲဒေါသထွက်ပြီးဟောပြောဘဲကနေပြန်လာခဲ့တယ်။ဒီနေ့ကျွန်တော်စီလူစင်းတယောက်ရောက်လာခဲ့တယ်။ကျွန်တော်ညီဝီလီယံလွတ်လိုက်တာကြောင့်သူရောက်လာခဲ့တယ်လို့ပြောတယ်။ပြီးတော့ဝီလီယံလေးကမကြခင်လက်ထက်တော်မှာဖြစ်ကြောင်းစီးပွားရေးလောကမှာလည်းတိတ်ကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်နေတာကြောင့်ဂုဏ်ယူမိတယ်လို့ပြောခဲ့တယ်။ကျွန်တော်လည်းညီလေးအောင်မြင်နေတာကိုဝမ်းသာပါတယ်။ဒါပေမဲ့အရန်ပင်မနေပြီဖြစ်တာကြောင့် တခြားပြောစရာစကားမရှိရင်ပြန်တော့လို့မောင်းထုတ်လိုက်တယ်။အဲ့လူကလည်းနောက်သုံးရက်နေရင်မင်းကနမာကိုပြောင်းလဲပေးမယ်။ဟိုနေ့ကဟောပြောပွဲမှာမင်းလှုပ်ပြခဲ့တာတိတ်ကောင်းတယ်။အာမနာတန်ဝေဖန်ရရင်မင်းလူသေးကောင်ကြီးကိုအသက်သွင်းပြီးဖန်တီးထားတာကယွန်စရာကောင်းတယ်။ပြီးတော့မင်းကကလေးတိတ်ဆန်လုံးတယ်။တခုခုဆိုဒေါသရှိထားပြီးတုတ်ပြန်တတ်တယ်။ဒါပေမဲ့တီထွင်ဖန်တီးမှုတွေကတော့အမခန်းလောက်အောင်ကြောက်စရာကောင်းတယ်လို့ချီးကျူးကထွက်သွားခဲ့တယ်။ဒါပေမဲ့သူပြောသွားတဲ့စကားထဲမှာသုံးရက်အတွင်းကျွန်တော်ကန်နမာကို ြောင်းလဲပေးမယ်ဆိုတဲ့စကားကိုတော့ကျွန်တော်တိတ်ဆိတ်ဝင်စားသွားခဲ့တယ်။ဒီလိုနဲ့နောက်3ရက်မြောက်နေ့မှာဟာလန်ဒါရောက်လာပြီးကျွန်တော်ကိုမေးခွန်းတွေမေးခဲ့တယ်။မင်းဖန်တီးထားတာတွေကတိတ်ဆိတ်ဝင်စားစရာကောင်းတယ်။ပြီးတော့လူအာယုံကြောတွေကိုအသုံးပြုပြီးအသက်သွင်းထားတာ။ဒါကြောင့်မင်းအသက်သွင်းထားတာရေရှည်မခံသေးပဲခဏလေးအတွင်းမှာပျောက်ကွယ်သွားတာလို့ပြောတော့ကျွန်တော်အံ့ဩသွားခဲ့တယ်။ဒါနဲ့ခမရကခွဲစိတ်ဆရာဝင်လားဆိုပြီးမေးလိုက်တော့တချိန်ကစစ်တပ်ထဲမှာလို့ဖြေခဲ့တယ်။ပြီးတော့သူကမင်းလူသေးတကောင်ကို အာယုံကြောတွေအသုံးပြုပြီးဖန်တီးထားတာကောင်းပါတယ်။ဒါပေမဲ့အာယုံကြောတွေကလူအသက်ကိုအကြာကြီးဆွဲမဆန့်ထားနိုင်ဘူးလို့သူကပြောခဲ့တယ်။ခဏနေတော့သူကအလောင်းကောင်ကြီးနဲ့လှုပ်ထားတဲ့ပေမတတ်ထုသွေးကြောတွေကိုပြခဲ့ပါတယ်။ပြီးတော့အဲ့ထဲမှာဖန်တီးထားတဲ့အာယုံကြောတွေသွေးလေပတ်မှုတွေကိုလည်းပြခဲ့တယ်။သူဖန်တီးမှုကိုကြည့်ပြီးကျွန်တော်တိတ်အံ့ဩသွားခဲ့တယ်။ပြီးတော့ဟာလန်ဒါကမင်းတာကိုယူသွားမင်းလူသေးကောင်ဖန်တီးမှုတွေအတွက်အသုံးဝင်လိမ့်မယ်။ပြီးတော့ဒီနေ့ကစပြီးမင်းဖန်တီးမှုတိုင်းအတွက် အဆုံးမရှိတဲ့ထောက်ပံ့မှုတွေကိုပေးမယ်လို့ပြောလိုက်တော့ကျွန်တော်အရန်ဝမ်းသာသွားခဲ့တယ်။ဘဝမှာပထမဆုံးအမေပြီးရင်ထောက်ပံ့မဲ့လူပေါ်လာတာကြောင့်ကျွန်တော်တိတ်ပြီးပျော်သွားခဲ့တယ်။အဲ့ဒါနဲ့ကျွန်တော်လဲခမရထောက်ပံ့မှုအတွက်ဘာတွေပြန်ပေးရမလဲမေးတော့သူကမလို့ကြောင်းငါတို့တွေကမဖြစ်နိုင်တာတွေကိုအတူတော်လန်ပြီးတကယ့်လက်တွေမှာအသုံးဝင်ပြီးမဖြစ်နိုင်တာတွေကိုဖန်တီးနေတဲ့သူတွေဒါကြောင့်မင်းစီကလောလောဆယ်ဘာမှမလို့ကျင်သေးဘူးလို့ပြောခဲ့တယ်။ဘေတာကလည်းအပေးရှိရင်အယူတော့ရှိမှာခမရမညာနဲ့ ဘာလို့ဂျင်လဲတခါတည်းပြောလို့မေးတော့တနေ့နေ့တောင်းဆိုမယ်လို့ပြောခဲ့တယ်ဒီလိုနဲ့နှစ်ယောက်သားညင်းခုန်စကားကောင်းနေတော့ဝီလီယံရောက်လာတာကြောင့် ကျွန်တော်ထွက်သွားခဲ့လိုက်တယ်ခဏနေဝီလီယံကသူ့လက်ထက်မဲ့အဲလီစပက်လေးနဲ့မိတ်ဆက်ပေးခဲ့တယ်ကျွန်တော်တို့ထမင်းဝိုင်းမှာရှေဟောင်းနောက်ဖြစ်တွေပြောကြရင်စကားကောင်းနေတော့ကျွန်တော်လူသေးကောင်းတွေအသက်သွင်းနေတဲ့လုပ်ငန်းအခြေအနေဝီလီယံကမေးခဲ့တယ်ကျွန်တော်လဲလူတွေအတွက်ပြည့်ရည်ပြူစီရတခုဖြစ်နေပါစေအဆုံးထိဆက်လုံးမှာတနေ့သေးချင်းတရားကိုအန်တူပြီးရှင်ပြိုင်နိုင်ရမယ်လို့ပြောနေတော့ ်အဲလစ်ဘက်ကထားယူခဲ့တယ်။ကျွန်တော်လည်းပြောနေတာလေးကိုအလေးမထားပဲလောင်ရည်ပြူတာကြောင့်ဒေါသထွက်သွားပြီ။သူနဲ့တပွဲတလန်းစစ်ခင်းခဲ့ရသေးတယ်လို့ပြောပြနေတော့ဘေတာချောင်းနေစိုးနေတာကြောင့်ကပရိန်တို့ကဆေးရှာပေးခဲ့တယ်။ဆေးရှာနေတော့အပြင်ကနေထူးဆန်းတဲ့အတန်တန်ကြားလိုက်ရတယ်။ခဏနေကပရိန်ကတနက်ကန်ပြီးအပြင်ကိုထွက်ကြည့်လိုက်တော့တပ်သားတယောက်ကဝင်လာပြီးဆရာခုနတော့ကမကောင်းဆိုးဝါးတင်းမော့ကိုပတ်ကြည့်နေတာ ကင်းသမားကတွေ့လိုက်တယ်။တပ်သားတွေအကုန်လုံးကလည်းမကောင်းဆိုးဝါးကြီးကိုကြောက်နေကြတယ်ဆရာ။ ဘီတာကိုတောင်းမြင်မှာပဲပြစ်ထားကြဖို့အားလုံးကတောင်းဆိုနေတယ်လို့ပြောခဲ့တယ်။ကပတိန်လဲမင်းတို့မျက်စိမှားနေတာဖြစ်မှာပါ။မကောင်းဆိုးဝါးကရေထဲမှာနေသွားတာ။မင်းတို့အတွေ့ပဲလေ။သေလောက်ပါပြီ။ဘီတာကိုတောင်းမြင်မှာပြစ်ထားရလောက်အောင်ငါလူစိတ်ကင်းမဲ့မနေဘူးလို့ပြောကာအထဲကိုပြန်ဝင်ခဲ့တယ်။အဲ့ဒါနဲ့ဘီတာလဲသူ့ဘဝအကြောင်းကိုဆက်ပြောပြခဲ့တယ်။တနေ့ဝီလီယံကသူ့ရေတန့်စင်ဆက်ဆက်ယုံစောက်ဖို့ရယ်။ပြီးတော့ကျွန်တော်သူ့ဒေသနာလုပ်ဖို့အတွက်ရဲတိုက်ကြီးတစ်ခုစီကိုခေါ်သွားခဲ့တယ်။ကျွန်တော်လဲအဲ့ဒီရဲတိုက်ကြီးကိုတွေ့တွေ့ချင်းကနမခေါ်တန်စတင်ပြီဆိုတာ အတိဘေးခေါင်းလောင်းတစ်ခုလိုဝင်လာခဲ့တယ်။အထဲလေးရောက်ရောက်ကျွန်တော်လိုရာတွေပြင်ဆင်စရာရှိတာတွေချက်ချင်းလုပ်ပေးဖို့တောင်းဆိုတော့ဝီလီယံတို့ကထင်ထားတာထက်တောင်ပြည့်ပြည့်စုံစုံလိုက်ရောပေးကြပါရယ်။ဒီနေ့သူတင်သနာလုပ်ဖို့အတွက်ကြမ်းမာတဲ့လူတွေလိုချင်တာကြောင့်ကြုံနေဒုက္ခတွေတွေမိုးရွာတဲ့ကျွန်တော်လိုက်ရှာခဲ့တယ်။အားလုံးတဲမှာမှကြမ်းမာတန်ဆွမ်းပြီးသူတင်သနာပြုဖို့အတွက်အကောင်းဆုံးလူတွေရှာကျင်တာကြောင့်ကျွန်တော်အပင်ပန်းခံခဲ့ရတယ်။ဖြစ်ချင်တော့ဇေနီနာမှာအဲလီစ်ဘတ်ကိုမြင်တွေ့လိုက်ရတာကြောင့်နောက်ကနေမယောင်မလဲခိုးကြောင်ခိုးဝတ်လိုက်သွားခဲ့တယ်။ ိုရောက်တော့အဲလိစဘတ်ကဖာသာစီမာကျွန်တော်ကိုမုံချောင်းမကျင့်တဲ့ကြောင်းဝန်ခံပါတော့တယ်အမြဲတမ်းဆရာလုပ်ပြီးအရာရာကိုချုပ်ကန်လွှမ်းမိုးထားတာကြောင့်ယွန်းစရာကောင်းပြီးမုံချောင်းပြောတော့ဗီတာလည်းစိတ်တူသွားခဲ့တယ်ဒါပေမဲ့ပုံမှန်လင်းလင်းပြောတဲ့အဲလိစဘတ်ကိုသူအရေးတူစိတ်မစိုးတော့ပဲသူလှုပ်စရာရှိတာတွေကိုသာဆက်လုပ်ဖို့အာရုံစိုက်ခဲ့တယ်တနေ့ဟာလန်ဒါရောက်လာပြီးမင်းဖန်တီးမှုအကြီးကြီးကိုတပတ်အတွင်းပြီးအောင်လုပ်ပါမြို့မှာမကြခင်တိုက်ပွဲတွေဖြစ်တော့မှကြားတယ်အဲ့ဒွိုက်တိုက်ပွဲမဖြစ်ခင်မင်းသူ့တေသနာကိုပြီးအောင်လုပ်ပါဆိုပြီးတတိပေးခဲ့တယ် ကျွန်တော်လည်းအလုပ်ကို AC လုပ်တတ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့်အခုလိုမျိုးအလင်းစလိုလောက်ကမှတွေးပြီးစိတ်ညစ်နေခဲ့တယ်ချက်ချင်းပဲသူ့တည်သနာအကောင့်ထဲပေါ်ဖို့လုပ်နေတော့မပြောမစုံနဲ့ Elizabeth ရောက်လာခဲ့တယ်ကျွန်တော်လည်းသူ့တည်သနာလုပ်နေတာကြောင့်မနှောက်ရှက်ပဲထွက်သွားဖို့တောင်းဆိုခဲ့ပေမဲ့ Elizabeth ကနားမထောင်ခဲ့ပါဘူးကျွန်တော်လှူထားတဲ့သူ့တည်သနာတွေကိုကြည့်ပြီးသူသဘောကျကြောင်းအခုလိုမျိုးတဘာဝလုံးတွေကိုသူယုံကြည်ကြောင်းပြောနေခဲ့တယ်ကျွန်တော်လည်းအခုလိုမျိုးအမေပြီးရင်အမျိုးသမီးတစ်ယောက်ကကျွန်တော်ကိုပထမအဆုံးအားပေးတာကိုကြားတော့စိတ်ထဲဝမ်းသာပီတိဖြစ်ခဲ့ရတယ် ချက်ချင်းပဲဘာအလုပ်တွေမှမလုပ်နိုင်ပဲစိတ်ဆွမ်းအားတွေစွန့်ငင်အားတွေကအဲလစ်ဘတ်လေးစီရောက်သွားခဲ့တယ်။မကြခင်ညီဖြစ်သူဇနီးမယားဖြစ်တော့မဲ့အမျိုးသမီးတယောက်ကိုထိမ့်တင်မှန်းသိပြီးမဲ့အချစ်ဆွမ်းအားကိုဘလို့မှထိန်းချုပ်လို့မရခဲ့ပါဘူး။ကျွန်တော်လည်းချက်ချင်းပဲဖုံးဖိမနေချင်တော့တာကြောင့်အဲလစ်ဘတ်လေးကိုဖွင့်ပြောလိုက်ပါတော့တယ်။မင်းသတိထားမိလား။ငါတို့ကဆက်ဆက်တွေ့ကလေးကစိတ်ဆွမ်းအားချင်းဆက်နွယ်နေတာ။တခုခုဆိုနှစ်ယောက်သားဖန်တီးကျင်တာလဲတူတယ်။တဘာဝလွန်ဆွမ်းအားတွေကိုလည်းယုံတာလဲတူတယ်။ဒါကြောင့်မင်းကိုမြင်မြင်ချင်း စွဲလမ်းမိသွားတာလို့ဖွင့်ပြောမိလိုက်တယ်အဲလီစ်ဘက်ကကျွန်တော်ပြောတာတွေကိုလက်မခံပဲကျမရွေးချယ်ပြီးသွားပြီအားလုံးနောက်ကျသွားပြီမဖြစ်နိုင်တော့ဘူးလို့ပြောပြီးထွက်သွားပါတော့တယ်ကျွန်တော်လည်းခဏနေရေးသွားချိုးပြီးဘဝမှာအချစ်ကြောင့်ကြာရှုံးသွားပြီးဗီတာဘဝမှာပထမဆုံးကြာရှုံးတာခံစားလိုက်ရပြီဆိုပြီးတွေးနေတော့အဲလီစ်ဘက်ပြောသွားတဲ့စကားတွေတဲကဖျားပေးတဲ့အချိုးညီချင်းဆိုတာကျွန်တော်သတိရမိလိုက်တယ်ချက်ချင်းပဲရေချိုးနေရကနေထားပြီးအလောင်းကောင်ကြီးစီပြေးသွားပြီးသွေးဖြူဥစနစ်ဘောကနေချက်ချင်းဘက်ထရီတွင်းလိုက်ပါတော့တယ် ဘက်ထရီလည်းတွင်းလိုက်ရောအလောင်းကြီးကထလာပြီးချက်ချင်းထော်ပါတော့တယ်နောက်ဆုံးတော့ဘယ်အရာကူမှငါ့ကိုမတားနိုင်တော့ဘူးတေမင်းကိုလွန်ဆန်းပြီးလူသေးကောင်းတွေကိုအသက်ပြန်ရှင်လာအောင်ငါဖန်တီးနိုင်ခဲ့ပြီဆိုပြီးဂုံယူမဆုံးဖြစ်နေခဲ့တယ်တနေ့နှင်းခဲတွေကြားတွေကနေတေဆုံးနေတဲ့လူသေးကောင်းတွေကိုကျွန်တော်လိုက်ရှာခဲ့တယ်လိုက်ရှာပြီးအသက်သွင်းလို့ကောင်းမဲ့အလောင်းတွေရဲတိုက်ကိုပြန်သေးလာခဲ့တယ်ရဲတိုက်ကိုရောက်ရောလျှက်စစ်တအားတစ်ခုကိုဖန်တီးလိုက်ပြီးခေါင်းတိုင်မှာတက်ကအလောင်းတွေကိုအသက်သွင်းဖို့လုပ်နေတော့မုံတိုင်းဝင်လာခဲ့တယ်မိုးတွေတဲကြီးမဲကြီးရွာနေတာကြောင့် ဓာအားပေးတာတွေကိုကျွန်တော်ရက်ဖို့လုပ်ခဲ့တယ်ခဏနေဟာလန်လာကစေးပေးပါစေးပေးပါလို့អော်နေတော့ကျွန်တော်စေးလဲသွားပြီးမှသူ့မှာကူးဆက်ယောဂတစ်ခုရှိနေတာကိုသိလိုက်ရတယ်ကျွန်တော်လဲနောက်တော့သူကသူ့ယောဂပြဖို့အတွက်ကျွန်တော်ကိုအသုံးချနေတယ်ဆိုတာသိလိုက်ရတော့နှစ်ယောက်သားစကားများရန်နေဖြစ်ပါတော့တယ်ကျွန်တော်လဲသူ့အတွက်သူ့စေတနာတွေစမ်းမလုံးနိုင်တော့ဘူးပြောတော့ဟာလန်ဒါကချက်ချင်းပဲဒါအားဖို့ဂိုင်းပြီးတက်သေးဖို့လုပ်ခဲ့တယ်ကျွန်တော်တားနေတဲ့ဂျားတဲကပင်ရဲတိုက်မှာရှိတဲ့တွင်းအောက်ခြေကိုပြုတ်ကြပြီးဒေဆုံသွားခဲ့ပါတော့တယ်ခဏနေမုံတိုင်းဝင်လာတော့ တက်ဆင်ထားတဲ့ခေါင်ဘိုးထက်ကတရက်စစ်ဓာအဖို့ကလက်ပတ်အားလျက်စစ်ဓာအဖို့ကလက်ပတ်လာပြီးဓာအားတွေပြုတ်ကအလောင်းကောင်တွေကိုဓာအားတွေဝင်သွားပါတော့တယ်ကျွန်တော်လဲတီထွင်ဖန်တီးထားသမျှအားလုံးပျက်စီးသွားပြီလို့တွေးကယူကျုံမရဖြစ်နေခဲ့တယ်တနေ့အိပ်ပျော်နေရင်노လာတော့အလောင်းကောင်ကြီးကရုတ်တရက်လာကြည့်နေတော့လန့်သွားခဲ့တယ်ညကလျက်စစ်ဓာအားပြုတ်ပြီးအလောင်းကောင်ကြီးကအသက်ဝင်လာတာဖြစ်မယ်ငါလဲကိုဖန်တီးအသက်သွင်းထားတဲ့အလောင်းကိုကြောက်မနေတော့ပဲလူတဘာဝတွေကိုတင်ပေးပါတော့တယ်ဒီလိုနဲ့ရက်အတော်ကြာလေ့ကျင့်ပေးလိုက်တော့ အလောင်းကောင်ကြီးကတဖြည်းဖြည်းနေသားကြလာတယ်လို့ကျွန်တော်နယ်လဲရင်းနှီးလာခဲ့တယ်။အဲ့ဒါနဲ့ကပရင်လဲမင်းနဲ့ငါနဲ့ကယူသွတ်တာချင်းလဲတူတယ်။တခုခုကိုအရှုံးမပြေပဲမစုံမနစ်လှုပ်တာချင်းလဲတူတယ်။မင်းစိတ်တက်ကိုတော့ငါသဘောကျတယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ပတာလဲဖြစ်ချင်တော့တနေ့ထက်တနေ့အလောင်းကောင်ကြီးကအင်အားပိုကြီးလာပြီးငါကတော့ဆုတ်ယုတ်လာတယ်။ဒါပေမဲ့သူကယဉ်ကျေးပါတယ်။ငါပြောသမျှဆိုသမျှတင်ပေးသမျှကိုနာခံခဲ့တယ်။ဒါပေမဲ့လူသားတယောက်မဟုတ်ပဲဖန်တီးထားတဲ့အလောင်းကောင်ဖြစ်တာကြောင့်တနေ့လူသားတွေကိုကြီးစိုးပြီးဒုက္ခပေးမှဆိုးတာကြောင့် တပ်ပစ်ဖို့ကြိုးစားခဲ့တယ်။ဒါကြောင့်အဲလစ်ဘတ်တို့ကိုဗရီနာကိုပြန်ခိုင်းလိုက်ပြီးအလောင်းကောင်ကိုကျိုးရှိကာရဲတိုက်ကိုမိရှုပစ်ပါတော့တယ်။ရဲတိုက်ကြီးမိတွေဟုံဟုံတောက်လောင်နေတော့အထဲကနေအလောင်းကောင်ကြီးက၆ချားစရာအတန်နဲ့ကြီးနဲ့ဗစ်တာဆိုပြီးလမ်းခေါ်ခဲ့တယ်။ကျွန်တော်လည်းတနာသွားပြီးမိဟုံဟုံတောက်လောင်ကျွမ်းနေတဲ့ရဲတိုက်တကားကိုတွားဖွင့်တော့အထဲကနေမိတောက်ကြီးထွက်လာပြီးကျွန်တော် တကူလုံးလောင်ကျွမ်းသွားကခြေတော့တစ်ဖက်လည်းပြတ်သွားပါတော့တယ်။ဒီလိုနဲ့ပင်သာတို့စကားကောင်းနေတော့တကားခောက်တန်ကြားလိုက်တာကြောင့်ကပတိန်ကတကားသွားဖွင့်ခဲ့တယ်။ငါကောင်တွေလာနေပြီ တကားသွားဖွင့်လိုက်အောင်မယ်ဆိုပြီးပြောပြီးဖွင့်လိုက်တော့မကောင်းဆိုးဝါးကြီးဖြစ်နေခဲ့တယ်။ဘယ်တားလဲကပရင်ကိုမတက်နဲ့မင်းဖန်ဆင်းချင်းဒီမှာငါ့ကိုတက်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့မကောင်းဆိုးဝါးလဲဘယ်တားကသူ့အကြောင်းတွေပြောလို့ပြီးပြီးငါအကြောင်းတွေဆက်ပြောပြမယ်ဆိုပြီးသူ့ဂျုံခဲ့တာတွေကိုပြောပြခဲ့တယ်။ဘယ်တားလဲရဲတပ်ကြီးကိုမိရှို့လိုက်ရောငါချက်ချင်းပဲလက်ထိပ်တွေကိုဖြုတ်ကာအပြင်ကိုထွက်ပြေးလာခဲ့တယ်။ထွက်ပြေးလာရင်ပင်လေရေရောက်တစ်ခုတည်းကိုကြာသွားပြီးမျောလာရင်အိမ်တဲအိမ်ကိုရောက်လာခဲ့တယ်။နောက်ဆက်ပြီးခရီးနေရင်ဖာသာတယောက်နဲ့တွေ့ပြီးဖာသာကတင်ပြပြုစုဆောက်ရှောက်ခဲ့တယ်။ ဘုရားသခင်အလိုကြရောက်လာတာဖြစ်တဲ့ငါကိုလစ်လူမရှုပဲအကောင်းဆုံးတုံသင်ပေးခဲ့တယ်။နောက်တော့ငါဘသူပဲဝါဆိုတာဘဲကနေပေါက်ဖွားဆင်းသက်လာတယ်ဆိုတာသိကျင်လာခဲ့တယ်။ဖာသာကလည်းမင်းကိုတက်ရှိလူသားတယောက်ဖန်ဆင်းထားတာကြောင့်မင်းကဘသူပဲဝါဆိုတာတေချာတော့မသိနိုင်ဘူး။ဒါပေမဲ့မင်းကတေချာတာလူကောင်းတယောက်ပါလို့ဖာသာကပြောခဲ့တယ်။ငါလည်းအရင်ကအပြင်းမရှိတဲ့လူတယောက်ကိုတတ်ဖူးတယ်။အဲ့လိုမစင်မကျင်ပြုတ်မှုခဲ့တာကြောင့်အခုအဝတ်ကြီးတွေပြန်ပေးဆက်နေရတာလို့ပြောခဲ့တယ်။ဖာသာကငါ့ကိုလူတစ်ဖက်သားကိုမမုန်းတက်အောင် ရန်ညူးမထားတတ်အောင်တင် जा ပေးခဲ့တယ်။ဒါကြောင့်ငါဘေတာရှိရာကိုလိုက်ရှာပြီးလိုချင်တာသွားတောင်းခဲ့တယ်။အစကကောင်းကောင်းတောင်းပေမဲ့ဘေတာကမင်းလိုညဉ့်ညံတဲ့ကောင်ကိုမလိုချင်ဘူး။မင်းလိုမကောင်းဆိုးဝါးကောင်ကိုမလိုချင်လို့ငါစွန့်ပစ်ခဲ့တာ။ထွက်သွားဆိုပြီးမောင်းထွက်တာကြောင့်ငါစိတ်တူပြီးဘေတာကိုအယိုးတွေကျိုးအောင်ဆွဲလွတ်ပစ်လိုက်တာ။ငါတောင်းတာမပြီးရင်စိုးရွားတဲ့ငါအမျက်ဒေါသတွေရင်ဆိုင်ရမယ်ဆိုပြီးဘေတာကိုချင်းချောက်ခဲ့တယ်။ဖြစ်ချင်တော့အဲဒီနေ့ကအဲလိဇဘက်မင်္ဂလာဆောင်တဲ့နေ့ဖြစ်တယ်။ခဏနေစူညံပွက်လောရိုက်နေတဲ့အခန်းထဲကို အဲလစ်ဘတ်ဝင်လာပြီးငါ့ကိုမှတ်မိသွားကပြေးဖက်နမ်းမာတော့တယ်။နှစ်ယောက်သားအလွမ်းတင်နေကြရင်ခွေးကောင်ပေတာကငါ့ကိုတန်းတန်းနဲ့ပြစ်ဖို့လုပ်ရင်အဲလစ်ဘတ်လေးကိုထိသွားကတေဆုံးသွားခဲ့တယ်။ငါ့အပေါ်နားလေကျင်လာပေးပြီးမေတ္တာတွေပေးတဲ့အဲလစ်ဘတ်လေးတေသွားတာကြောင့်ဗေတာအပေါ်ငါအမျက်ဒေါသတွေပိုကြီးလာခဲ့တယ်။ဒါကြောင့်ဗေတာကိုအခုလိုအခြေအနေမျိုးရောက်အောင်တေလူနီးပါးဖြစ်အောင်ဖန်တီးလိုက်တာလို့ပြောခဲ့တယ်။လူမဆန်တဲ့ကောင်တရားမျှတမှုမရှိတဲ့ကောင်ကိုအသေးတက်ချင်တာကြောင့်အခုလိုမျိုးတွေအပြစ်သားတယောက်လိုခံစားနေရအောင်လုပ်နေတာလို့လဲ ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ပေတာလဲအလောင်းကောင်ကြီးကိုတနာသွားပြီးခွန့်လွတ်ပါတောင်းမှန်ပါတယ်တော်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့အလောင်းကောင်ကြီးလဲခမဲတော်ကိုခွန့်လွတ်ပါတယ်။အေးဆက်စွာအနားယူပါတော့ပြောပြီးဗေတာနှစ်ပူးလေးကိုနန်းကဇလန်းလေးလဲပြီးဆုံးသွားပါတော့တယ်။